ပါမှာတော့ online ဓမ္မအမေးပြများဆိုတဲ့ခေါင်းစဉ်နဲ့ဆရာထံရောက်ရှိလာတဲ့ဓမ္မဆိုင်ရာ အမေးပု္ပ္ပာများကိုဆရာကဆက်လက်ဖြေကြားပေးသွားအောင်ပါပဲဖြစ်ပါရဲ့ရှင်။ကြည့်ရှုနေကြတဲ့ပြည်သက်များကိုတခုပန်ကြားလိုတာကတော့မေးခွန်းမမီတဲ့မေးစာပေးစာများနဲ့မေးရန်မသင့်တဲ့ဖြေဆိုခွင့်လည်းမရှိတဲ့မေးခွန်းများကိုတော့ဖြေဆိုပြန်ကြားပေးခြင်းတိကျစာဖြင့် ဖြည့်ရှင်းပေးခြင်းမျိုးတို့ကိုမပြုတ်တီကို နားလေတိခန့်ခွင့်လွှတ်ပေးပါယင်အိနေယာကနေနောက်ထပ်မေးမြန်းလာတဲ့အကောင့်နံပါတ်ကြတော့အမုန်းခံစားဆိုတဲ့ကောက်ကမေးထားတာဖြစ်ပါရဲ့ဆရာသူမိဟရဲ့မိကုံးကကြတော့မိမိဤအာနေချက်ဟုထင်ပါတယ်တောတာပန်တင်ရန်အတွက်ဖြစ်ပျက်ကိုပဲရှုရင်ဟောပြောနေကြပါတယ်စာပေအရတောတာပန်တင်ရန်ရုံဏကိုပန်းချသိရမယ်ရုံဏတို့အကြောင်းအကျိုးကိုသိစေတတ်ရမယ်ဟုသိရပါတယ်ဆရာ အမားနဲ့အမန်ထိုနှစ်ခုကိုဆက်ဆက်ပတ်သက်ပုံတို့ကိုသိလိုပါရစေ။အစဉ်လေးစားအားကိုးလျက်ပါစေဆိုပြီးတော့အမိထားပါရစေ။အနည်းချုပ်လေးပြောမယ်နော်။သောတာပန်တည်ဖို့ရန်တွေ့တဲ့ယုံနံကို ပိုင်းခြားသိရမယ်။အကြောင်းကျိုးကိုဆင်ခြင်ရမယ်။အဲ့ဒါလိုပြောခြင်းသည်ယထာဘုဒ္ဓဉာဏ်ရအောင်ပြောခြင်းဖြစ်တယ်။အခြေခံအမြင်ကိုပြောခြင်းဖြစ်တယ်။ ဒီနေ့အဖြစ်ပြောရင်အန္တပုရိသယံဒီကလျာဏပုရိသယံဖြစ်အောင်တိုးမြှင့်ပြီးပြောခြင်းဖြစ်တယ်။ဒါကြောင့်သူသည်အာဒီကလျာဏအစအီကောင်းခြင်းလို့မြည်တယ်။မမှားဘူး။အဲ့လိုပြောတာလည်းမမှားဘူး။နောက်တစ်ခါဝိပဿနာတရားအားထုတ်တဲ့ပုဂ္ဂိုလ်ကဖြစ်ပျက်ကိုပဲထပ်တလဲနဲ့ရှုရမယ်လို့ပြောတယ်။အဲ့ဒါလိုပြောပြောခြင်းသည်ဝိပဿနာဉာဏ်ရင့်တန်တည်တဲ့ရင့်တန်အောင်အလဲကနေဖြတ်ပြီးပြောခြင်းဖြစ်တယ်။ဒါကြောင့်သူကိုမစ္စေကလျာဏလို့ခေါ်ရမယ်။မမှားဘူး။နော်။မစ္စေအလဲကြီးကောင်းခြင်းပဲ။ အဲ့ဒီကနေတပါထပ်ပြောရင်အဲ့ဒီဖြစ်ပျက်ကိုမုန်းအောင်အဲ့ဒီဖြစ်ပျက်ကိုဆုံးအောင်ရှုရမယ်စသော်ပြောတဲ့နိဗ္ဗာန်ကိုအတ္တင်္ဂရကိုခန္ဓာပါလေယုံဉာဏ်သင်္ဂရပရမကခန္ဓာလို့ပြောပြီးလေအဲ့တော့သင်္ဂရပရမကဖုံးလာတာပေါ့ဖုံးလာတော့ယုံဉာဏ်ဝင်မြင်ယုံဉာဏ်မှာပါရှိတယ်တကယ်တမ်းသမာဓိကောင်လက္ခဏာပါရှိတယ်ဖြစ်ပျက်ပဲအဲ့တော့ဖြစ်ပျက်ပဲမြင်နေလို့လည်းမပြီးဘူးအဲ့ဒီဖြစ်ပျက်ကိုမုန်းသွားအောင် ဆုံးသွားအောင်မလို့ကျွန်တော်ရှုရတာပေါ့နော်အဲ့ဒါဒီပန်းဝင်နိုင်ဖို့ရန်အတွက်အဆုံးသတ်အခြေအနေကိုပြောခြင်းဖြစ်တယ် เนาะဖြစ်ဖြစ်ကိုဆုံးအောင်ပြုဒါကြောင့်သူဒီပရိယောတနာကလျာဏလို့ခေါ်တယ်အဆုံးမကောင်းခြင်းလို့ပြောတယ်ဒါကြောင့်အားလုံးကိုတတ်ထွချပြီးပြန်လို့ရင်ရုံနိုင်ကိုပန်းချားမြင်မှုအကြောင်းကျိုးကိုဆင်ခြင်နိုင်မှုဒီကလျာဏဘုဒ္ဓရှင်ဖြစ်အောင်ပြောခြင်းအစာကြီးကောင်းခြင်းဖြစ်တယ်ယထာဘုဒ္ဓညာရအောင်ပြောခြင်းအစာကြီးကောင်းခြင်းဖြစ်တယ်အာတိကလျာဏဖြစ်တယ်ဝိပဿနာတရားအထောက်ရ၌ဖြစ်ပျက်ကိုပဲထပ်တလဲလဲရှုဖို့ကြီးပဲပြောခြင်းဒီ အလဲရနဲ့ကြားဖြတ်ပြောခြင်းဖြစ်တယ်ဝိပဿနာဉာဏ်ရင့်သာအောင်ပြောခြင်းဖြစ်တယ်မစ္စေကလျာဏအလဲဤကောင်းခြင်းဖြစ်တယ်ဝိပဿနာဉာဏ်အထုတ်တဲ့အခါမှာပြည့်ပြည့်ကိုဆုံးအောင်အတ္တင်္ဂရတ္တကိုဆုံးအောင်ရှုပေါ့နော်မျက်မှောက်ပြုဖို့တည်းရှုအောင်ပြောခြင်းဒီနောက်ဆုံးပန်းဝင်တဲ့အခြေအနေကိုပြောခြင်းဖြစ်တယ်အဲ့ဒီအခြေအနေရောက်အောင်အားပေးခြင်းဖြစ်တယ်ဆုံးမခြင်းဖြစ်တယ်ပေါ့နော်ဒါကြောင့်သူဒီပရိယောတနာကလျာဏဖြစ်တဲ့အတွက်အဆုံးအကောင်းခြင်းနဲ့ညီတယ်သူနီးနဲ့သူရင်ပြီးသူဟန်နဲ့သူတင့်ပါတယ်လို့ဒါလေးဖြေကြပါရနော်